တေးသချင်းအေးစွာရဲ့9 audio album တွေကတေးသချင်းတပုတ်ဖြစ်တဲ့တနည်းဆိုရဲတေးသချင်း MTV အတွက် Xbox ငယ်ဘဝနေရာမှာတရုတ်ဆောင်မှုအသက်16နှစ်နဲ့18နှစ်ဝန်းကျင်တရုတ်ဆောင်တဲ့တူကိုရွေးချယ်ခေါ်ယူပြီးအမတ်တရတရုတ်ဆောင်စီမှာဖြစ်ပါတယ်။ Xbox ကတနေ့သေးတဲ့ချင်းအကြောင်းနဲ့ဒီ music video မှာအခုလိုမျိုးသူနဲ့တူတဲ့တရုတ်ဆောင်သစ်ခေါ်ရွယ်ကူပြပုံကိုလည်းအခုလိုပဲပြောပါရစေ9 audio album တဲမှာပါတဲ့တချင်းဖြစ်ပါတယ်တချင်းကတော့လိုမျိုး motivation ပုံစံစိတ်တက်တက်ကြွစေစိတ်တက်ကြနေနားထောင်အဲဒီနဲ့တချင်းတပုတ်ပါကျွန်တော်ကိုယ်တိုင်လည်းအဲ့တုန်းကအဲစိတ်ခံစားချက်တစ်ခုကြောင့်ရေးခဲ့တဲ့တချင်းဖြစ်ပါတယ်ကျွန်တော်ရဲ့အကြောင်းကိုအခြေခံပြီးတော့ဒီ music video ကို ဖန်တီးมาဖြစ်တဲ့အတွက်အဲလို့ကျွန်တော်နဲ့ character နည်းနည်းလို့ကျွန်တော်ရဲ့ဒီမျက်နှာပုံစံတွေငငယ်တုန်းကပုံစံနည်းနည်းစင်တဲ့ဒီအပြင်ကတာမန်ဒီတရုပ်ဆောင်မဟုတ်တဲ့တာမန်အဲ့လိုလူငယ်တယောက်ကိုရွေးမယ်ဆိုပြီး online နေပြီးတော့အဲ့ MBC ပေါ့နော် MBC ကဒီ online ကအဲဒီဒီတာဝန်ရှိတဲ့လူတွေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ဒီ အာရှာလိုက်ချင်းဖြစ်ပါတယ်ဟုတ်ဒီကလေးသရုပ်ဆောင်တစ်ခုတော့ MBC Online TV ကနေ February 16ရက်ကစပြီးသရုပ်ဆောင်သစ်တွေခေါ်ယူခဲ့တာဖြစ်ပြီးရွေးချယ်မှုတွေကို Xbox နဲ့ MBC ကတာဝန်ရှိသူတွေပေါင်းပြီးတော့လူရစ်စစ်ဆေးကရွေးချယ်သွားမှာဖြစ်ပါတယ်တနေ့သေးသချင်းအတွက်ရွေးချယ်ပြမဲ့သရုပ်ဆောင်ပုံစံကိုလည်းခုလိုပဲပြောပါတယ်ကျွန်တော်ကဟုတ်လောက်မှာစပြီးတော့ Raps ဆိုတာဆိုတော့ Raps ဆိုတာဆိုတော့အဲ့အရွယ်16 16နှစ်လောက်ပေါ့နော်အဲ့လိုအရွယ်လောက်လေးလူငယ်လေးတယောက် ပုံစံမျိုးလေးကိုရွေးมาပါအဲတေချာသူကအသက်ကြီးပြီးရုံနှုတ်နေတယ်ရတယ်ကိစ္စမျိုးဒီကအမ်ဟိုဟိုဒီကကျွန်တော်နဲ့နည်းနည်းငယ်တူတယ်ပြည့်စုံတော့တော့တချင်းနေတယ်နားထောင်ပွေးလူဖြစ်တော့ပိုကောင်းလာပါဒီတဲ့ချင်းကို February 25ရက်နေ့မှာစတင်ရိုက်ကူးမှဖြစ်ပြီးမေလာထဲမှာထွက်ရှိမယ် Xbox 90 series MTV ခွေထဲမှာကြည့်ရှုရမှာဖြစ်ပါတယ်။ ် SBO အနေနဲ့လက်ရှိမှာ9 album music video တွေကိုရိုက်ကူးလျက်ရှိပြီးလေးဘုတ်သားရိုက်ကူးဖို့အကြံရှိကဒီခွေကိုမေလာထဲမှာထွက်ရှိမှာဖြစ်တယ်လို့လည်းသိရပါဗျ။